အားလုံးပဲမင်္ဂလာပါရှင်ကျမတို့သတင်းဌာနကနေအော်တိုဘာလ24ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစေအုပ်စုရဲ့အထူးရောင်ရွှေကောက်ပွဲကိုအာဆီယံကငင်းပယ်ရန် JFN ကတောင်းဆိုတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာစေအုပ်စုကကျူးလွန်နေသောပြည်တွင်းပြည်ပနိုင်ငံတကာရာဇဝတ်မှုများတွင်ကျန်ရပါပတ်သက်နေမှုကိုအာဆီယံကအဆုံးသတ်ပြီးစစ်တိုက်အထူးရောင်ရွေးကောက်ပွဲကိုညှင်းပယ်ရန် Justice for Myanmar JFN ကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်။မြန်မာစစ်အုပ်စုကကျူးလွန်လျက်ရှိသည့်နိုင်ငံတကာရာဇဝတ်မှုများတွင်ကြံရပါပတ်သက်နေမှုအားအဆုံးသက်ရနှင့်မှားယွင်းသောနိုင်ငံရေးတရားဝင်မှုဖန်တီးရန်အတွက်တရားမဝင်ရွှေကောက်ပွဲတရက်ကျင်းပနိုင်ရေးစစ်အုပ်စု၏ကြိုးပမ်းနေမှုအားစန့်ကျင်ရန် JFN ကတောင်းဆိုပြီးယခုတောင်းဆိုမှုသည်ကွာလာလမ်ပူမြို့တော်တွင်မလေးရှားနိုင်ငံကလက်ခံကျင်းပမယ့်48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှကျင်းပမည်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည် အာဆီယံက၎င်းတို့၏မအောင်မြင်သောဘုံသဘောထား၅ရပ်ကိုဖျက်ထမ်းခဲ့ပြီး၄နှစ်ကျော်ကာလသို့ရောက်ရှိလာသည့်အချိန်မြန်မာစစ်အုပ်စုသည်အယက်သားပြည်သူများအပေါ်အကြမ်းဖက်ဆစ်စင်ရေးနှင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကိုသာအရှိန်မြင့်ဆောင်ရွက်ခဲ့ပြီးရှင်းတို့လှုပ်ဆောင်နိုင်အောင်အာဆီယံ၎င်း၏အဖွဲ့ဝင်နိုင်ငံများနှင့်ဒေသရင်းစီးပွားရေးလုပ်ငန်းများ၏ကြံရပါပတ်သက်မှုများကအားပေးကူညီခဲ့ကြောင်း GFN က၆ပြပါသည် ်ဆေအိုစုသည်၎င်းတို့၏အတူရောင်ရွေးကောက်ပွဲအတွက်ပြင်ဆင်လျက်ရှိရာနိုင်ငံတော်အရဖတ်စစ်ဖက်မခွဲခြားသောအစဉ်ချင်းမဲ့လေးချောင်းတိုက်ခိုက်မှုများကိုတိုးမြှင့်လှောက်ဆောင်လာပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများမရိမှုနှင့်လိမ့်မိုင်းဆိုင်ရာအကြမ်းဖက်မှုများညှဉ်းပန်းနှိပ်စက်မှုများလူနေကျေးရွာများအားရည်ရွယ်ချက်ရှိရှိစနစ်တကျဖျက်ဆီးမှုများကိုဆက်လက်လှောက်ဆောင်လျက်ရှိပါသည်ဆေအိုစုကြောင့်ထိခိုက်ခံစားရသူများတွင်ကလေးသူငယ်များပါဝင်မှုသည်လည်းမြင့်တက်လာကြောင်း လူပေါင်း2200ကျော်သည်တရားဥပဒေမဲ့ထိန်းသိမ်းခံထားရပြီးဆေးအုပ်စုညှဉ်းပန်းနှိပ်စက်မှုများကိုခံစားနေကြရဆဲဖြစ်ကြောင်းတချိန်တည်းတွင်စောင့်ကြည့်ထောက်လှမ်းမှုများနှင့်အင်တာနက်စင်ဆာဖြတ်တောက်မှုများကိုလည်းအင်တိုက်အားတိုက်လှုပ်ဆောင်လာကြောင်းသိရပါသည်။အာဆီယံအဖွဲ့ဝင်နိုင်ငံများမှစီးပွားရေးလုပ်ငန်းများကမြန်မာစစ်တပ်၏နိုင်ငံတကာရာဇဝတ်မှုများကိုလောင်စာဖြည့်အားပေးကူညီသည့်အပြင်မနာငွေအရလဲထောက်ပံ့နေကြောင်း2021ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ စစ်တပ်ဤတရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများတွင်အခြေစိုက်သည့်အ ਨੇ စုံကုမ္ပဏီ94ခုသည်စေအုပ်စုနှင့်၎င်းတို့ဤဆက်ဆက်ကုမ္ပဏီများနှင့်စီးပွားရေးဆက်နွယ်မှုများဆက်လက်ရှိနေစေပြကြောင်းရင်းစည်းဝါးဆက်နွယ်မှုများတွင်လေရင်စီရောင်းချပေးအပ်မှုများအပါအဝင်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊သစ်လုပ်ငန်း၊မြေငါးရမ်းလုပ်ငန်း၊ဆက်သွယ်ရေးနှင့်စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံမှုများနှင့်ကုန်သွယ်မှုများပါဝင်ပြီးရင်းတို့သည် ်ဆေအိုဆူ၏နိုင်ငံတော်ဝန်အကြံဖက်စစ်စင်ရေးအားအသက်ဆက်ပြီးနေသည့်အသက်သွေးကြောများလည်းဖြစ်ကြောင်း GFN ကဆိုပါတယ်ဆေအိုဆူသည်ကမ္ဘာလုံးဆိုင်ရာထိခိုက်မှုများနှင့်ဒေတာတွင်မတည်ငြိမ်မှုများကိုဖြစ်စေခဲ့သည့်စိုက်ဘာငွေလိပ်လုပ်ငန်းများနှင့်အခြားသောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများမှတဆင်၎င်းတို့၏နိုင်ငံတကာရာဇဝတ်မှုများကိုဗဏ္ဍာငွေဖြည့်တင်းလှုပ်ဆောင်နေကြောင်းအာဆီယံ၏ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမူပေါင်းများသည့် မြန်မာစစ်တပ်အားအစည်းအဝေးများတွင်တက်ရောက်ခွင့်ထောက်လန်းရေးတရေအချက်လက်နှင့်လေးကျင့်တင်နှံများတက်ရောက်ခွင့်တို့ကိုပေးအပ်ထားကြောင်းအာဆီယံတွင်စစ်တပ်၏ပါဝင်ပတ်သက်မှုသည်စေအုပ်စုအတွက်မြန်မာပြည်သူများအပေါ်အကြံဖတ်မှုများနှင့်ရာဇဝတ်မှုကြီးများဆက်လက်ကျူးလွန်ရန်၎င်းတို့၏စွမ်းဆောင်ရည်များကိုတိုးချဲ့မြှင့်တင်ရန်ဝါဒဖြန့်ချီမှုရည်ရွယ်ချက်များအတွက်စက်ကြောင်းဖန်တီးရန်မှာရင်သောနိုင်ငံရေးတရားဝင်မှုရှာဖွေရန်ဒေတာတွင်အင်အားကြီးနိုင်ငံများနှင့်နိုင်ငံစီရေးဆက်ဆံရေးများတိုးမြှင့်ဆောင်ရွက်ရန်တို့ကို ဖွင့်ပြပေးခဲ့ကြောင်း GFN ကထပ်မံထောက်ပြချပါရယ်။အာဆီယံထိပ်သီးအစည်းအဝေးတွင်အာဆီယံအနေဖြင့်စစ်အုပ်စုဤအတူရောင်ရွေးကောက်ပွဲအားညှင်းဆန်းခြင်းအာဆီယံနှင့်လက်အောက်ခံအဖွဲ့အစည်းများတွင်စစ်အုပ်စုနှင့်၎င်းတို့၏ကိုယ်စားလှယ်များအားတားမြစ်ပိတ်ပင်ခြင်း Federal Democracy ငြိမ်းချမ်းရေးနှင့်တရားမျှတမှုအတွက်မြန်မာပြည်သူများ၏လှုပ်ရှားရုန်းကန်မှုနှင့်အတူရပ်တည်ပေးခြင်းတို့ဖြင့်၎င်းတို့၏ကြံရပါပတ်သက်နေမှုအားအဆုံးသတ်နိုင်ပြီးအခွင့်အရေးရှိနေကြောင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်စီးပွားရေးလုပ်ငန်းများအနေဖြင့်ဆေးအုပ်စု၏ဘဏ္ဍာငွေစစ်လက်နက်စက်ပစ္စည်းကရိယာဤပညာနှင့်လျှက်စီလန်းချောင်းများကိုချက်ချင်းဖြတ်တောက်ရမည်ဟု GFN ကတောင်းဆိုလိုက်ပါသည် Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကစေအုစုရဲ့အမိခံရွေးကောက်ပွဲကဒီမိုကရေစီကိုဦးတည်တဲ့လမ်းကြောင်းတစ်ရက်မဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့အကြံဖက်အုပ်ချုပ်မှုကိုမှားယွင်းစွာတရားဝင်မှုပေးနိုင်ဖို့အတွက်စေအုစုကဒီဇိုင်းဆွဲထားတဲ့လှည့်ခွက်တစ်ခုသာဖြစ်ပါတယ်။အာဆီယံကောင်ဆောင်တွေစူးစီးတွေ့ဆုံချိန်မှာသူတို့အနေနဲ့တရားမဟုတ်ဝင်စေအုစုကကျင်းပပေးတဲ့လွတ်လပ်မျှတပြီးယုံကြည်ထိုက်တဲ့ရွေးကောက်ပွဲဆိုတာဟာဘလို့မှဖြစ်မလာနိုင်ဘူးဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းသိမြင်ရပါမယ်။ အာဆီယံအနေနဲ့ဒီအတုရောင်လုပ်ငန်းစဉ်ကိုဖျက်ဖျက်သားသားညှင်းပယ်ရမှာဖြစ်ပြီးရွေးကောက်ပွဲစောင့်ကြည့်သူများစေလိုခြင်းမပြုရမယ့်အပြင်ဆေးအုပ်စုကိုတရားဝင်မှုဖြစ်စေမဲ့ဘယ်နည်းလမ်းမျိုးမဆိုညှင်းဆန်ရမှာဖြစ်ပါတယ်ဟုသုံးသပ်ပြောဆိုခဲ့ပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။